အနာတပိအမြည်ရတဲ့သူတတတထေးကို ဟောတဲ့တရားပဲဖြစ်တယ်နာတပိနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကလူမှုရေးနဲ့ပတ်သက်တဲ့တရားတွေဟောရမြားတယ်ဝိပဿနာတရားတို့ကျင့်စဉ်နေနဲ့ပတ်သက်ပြီးတော့ဟောတာ ရှိတော့လည်းပဲနဲတယ်လို့ပြောဒါကြောင့်မို့နာတွင်တထေကြီးဟာနောက်ဆုံးချိန်ရောက်တဲ့အခါရှင်သာရိပုတ္တရာဟောတဲ့အစွဲဖြုတ်တဲ့တရားအနာထပင်ဒီကောဝါဒဆိုတဲ့တရားကိုနားလည်ရတဲ့အခါမှာသူမျက်ရည်ကျဘာကြောင့်လို့ဆိုရင်ဒီလိုလေးနှစ်တဲ့တရားကိုအရင်တော့မဟောကြဘူးတဲ့ ရှင်သာရိပုတ္တရာကဒီတရားမျိုးကတဲ့ရှိပါဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တွေကိုတိတ်ဟောလို့မရှိဘူးပေါ့ဒါကြောင့်မို့လို့ရှိပါဥစ္စာရှားပြီးလူမှုတမ်းမှုဝါသနာပါတဲ့ပုဂ္ဂိုလ်တွေအတွက်လူတန်းနဲ့ပတ်သက်တဲ့တရားတွေကိုပဲဟောတာဖြစ်တယ်အဲ့ဒီမှာသူလျှောက်ထားသွားတယ် ဒီနေ့တဲ့ဝိပဿနာတရားတွေနဲ့ပတ်သက်ပြီးတော့လဲဟောပါဗျာတို့အဲ့ဒါကိုထောက်ထားလို့ရှိရင်အနာဘိနဲ့ပတ်သက်တဲ့ဟောတဲ့တရားတွေကဘဝမှာမြည်လို့မြည်ဖို့နေထိုင်ပြီးတော့ကုသကောင်းမှုမြည်လို့လုပ်ရမယ်ဆိုတာသူ့ရဲ့ဇယိုက်ဝါဒနာဣဇာတရားဆန္ဒနဲ့ကိုက်ညိအောင်မြတ်စွာဘုရားဟောတယ်လို့ပဲမတရားမှာပေါ့အခုဒီတုတ်တန်ကို ဟောတဲ့အခါမှာတုတ်တန်ရဲ့နာမည်ကိုတော့အာဒိယတုတ်တန်လို့ပေးထားတယ်။အင်္ဂုတ္တရနိကေပိစကနိဗ္ဗာန်မှာလာတဲ့အာဒိယတုတ်တန်လို့အာရိယဆိုတာစိပွားရှာခြင်းအကြောင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။တော့နာရဝိသတိကဘုရားဘာသာမဖြစ်ခင်ကလည်းအလှူဒန်းဝါသနာပါတယ်။ဆ ਾਇ ရမဲ့မဲ့တောင်းရမဲ့မဲ့ပုဂ္ဂိုလ်တွေကို နေစနေမြကျွေးမွေးဆောင်ရှောင်းလို့သူ့ကိုအနတ္ထပိဏိကလို့အများပြည်သူက ခေါ်တဲ့နာမည်နဲ့ပဲတွင်ကျဲသွားတယ်အနတ္ထဆိုတာခုကိုရမဲ့တဲ့ဆင်းရဲသားတွေကိုပိဏိကအစားအစာပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလို့တဲ့အိဗယ်ပေါ့နော် ဲ့တော့သူဝါသနာကိုကလူရတန်းရတာကိုသူစိတ်ထဲမှာကြည်နူးတယ်အလူတန်းရေရောတယ်လို့ဆိုလို့ဘောရဝဒါဖြစ်တော့လည်းပဲဆက်လက်ပြီးတော့လှူတန်းတယ်ဘောရဝဒါဖြစ်တော့ပို့ပြီးတော့လှူတာမြတ်စွာဘုရားနဲ့ရာဇဂျူမြို့မှာ တွေ့တာသူတွေ့တော့အဲ့ဒီတော့တွေ့တော့ကကိုရောကိုဝယ်လှုပ်ရင်းကနေပြီးတော့သူနဲ့ သမီးရောက်ဖတ်တော်တဲ့ရာဇကျူတထေးအိမ်မှာသူကတဲလေးရှိတာ။ရာဇကျူတထေးကသူလာတာစကားမပြောနိုင်ဘူးအဲ့ဒီနေ့လှုပ်ရှုပ်နေတယ်။ဘာကြောင့်လှုပ်ရှုပ်တုံးဆိုရင်ဖျားမှုရှိတဲ့တန်ခါးတွေကိုဆွန်းသပင့်ထားတာဖြစ်လို့အဲ့ဒီအလုပ်တွေလုပ်နေတော့ခရိုင်းဆိုရင်သူ့ကိုလာကြိုးနိုင်တဲ့အချိန်ပေးနိုင်တယ်ဒီတခါမကြိုးနိုင်ဘူး။ဘာကြောင့်လဲဆိုတာကို စကားသမီးပြောတဲ့အခါမှာမြတ်စွာဘုရားပွင့်နေလို့ဖျားမှုရှိတဲ့တန်ခါတွေဆွန့်ကပ်ဖို့အလုံများနေတယ်ဆိုတဲ့အကြောင်းပြောတော့အဲ့ဒီမှာဖျားပွင့်နေဗုဒ္ဓဆိုတဲ့တန်ကြားတဲ့သူရင်ထဲနှလုံးထဲမှာဆွဲသွားပြီးမြတ်စွာဘုရားစီတော့ရောက်ရှိကပ်ပြီးတောတပံဖြစ်သွားခဲ့တာဟုတ်အဲ့ဒီနောက်မှာ ရသော်ပြားကိုတာဝတိပြည်ကြွဖို့အဲ့တုန်းကပင်သွားတာအဲ့တော့သူကပင်ကိုရဲ့ဇယိုက်ဝါသနာကိုကလူမှုတမ်းမှုဝါသနာပါတယ်အဲ့တော့ရသော်ပြားဟောတဲ့တရားတွေဟာလည်းပဲအလူတန်းနဲ့ပတ်သက်တဲ့တရားတွေစီပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများအဲ့တော့လောက လူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူ့ဘဝရလာရင်တော့စီပွားရှာကြရတာပဲ အလိုစီပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့ဆုံးမရကြတော့စီပွားရှာဖို့ရှာနည်းကိုတော့အပြစ်ကင်းတဲ့စီပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏိခေမှာဘုမပြေမှာတော့မဟုတ်ဘူး ဒီမှာတော့မကြဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကုရီးယားလူငယ်တွေရဲ့ကုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကုရီးယားဘိက္ခုနီမတူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတော့အမြင်လူငယ်တွေမှာ ပေါ်နေတယ်တဲ့ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကို လုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီပွားရှာတရားသဖြင့်စီပွားရှာတာကိုနှစ်သက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာရတာစီပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိသထေကြီးကဘာနဲ့စီပွားဖြစ်တာလဲသူဘယ်လိုစီပွားရှာတာ ူမျိုးရိုးကောတထေးတော့တထေးမျိုးရိုးပဲသူပါစည်းဝါလုတ်တုံးလို့စပေချမ်းကနေပါရှင်းထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထုံခိကလုတ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီဝါရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပြိုးတယ်ဂောရခဆိုတာနွားမွေးတယ် ဝဏိဆာဆိုအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတထေးကြီးရဲ့စီးပွားရေးဟာလဲထွန်းခြင်းစိုက်ပျိုးရေးလှုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လှုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလှုပ်တွေကတော့ဟိုဒုစရကိန်းနဲ့လှုပ်တွေလို့ပြောအောင်နွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူး နှစာနွားတွမွေးတလောက်ဒီအောင်မွေးတော့ဆိုလို့ရှိရင်အကောင်းကြီးသိမ့်ထီအောင်ရှိပုံရတယ်။ဘာလို့လို့ဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားចောင်းသားရွာဆိုပြီးတော့ရှိတယ်။သူ့ရဲ့နွားចောင်းသားနန္ဒဆိုတဲ့နွားចောင်းသားအကြောင်းစာပေကျမ်းကမှာ တစွန်းတစပ်ဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနုဒိန်နုထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နုထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့ စိုက်ပျိုးရေးလုပ်တယ်လက်ထုံးနဲ့စံစဘာစိုက်ပျိုးတယ်ပဲနန်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝဲလုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝဲလုပ်တယ်အဲ့ဒါသူစီပွားပဲဘုရားဝတ္တမဖြစ်ခင်ကလည်းအဲ့ဒီစီပွားလုပ်တယ်ဘုရားဝတ္တဖြစ်တော့လည်းအဲ့ဒီစီပွားပဲလုပ်တယ်သူဒါ တစ်စိတ်တစ်ဆောင်ကြည့်မယ်ဆိုရင်နာတပိတ်ရဲစီပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီပွားရောဆိုတော့သူတို့လည်းတူတူပဲဒီစီပွားဝယ်လောက်ကြတယ်အယောင်းဝယ်လောက်တယ်လက်ထွန်းနဲ့နွားကြောင်းနဲ့အဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှလည်းပဲမြေရာတွေပေါများသည့်အတွက်ကြောင်လက်ထွန်းချင်းနွားကြောင်းချင်းဆိုတဲ့အလောက်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့ တောင်သူလေသမားတွေကဆင်းရဲလွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လေတော့နှောင်းချောင်းချင်းအခြေခံပြီးတော့သောဥနီကိုထောက်ပံ့နိုင်တာဖြစ်လို့ဉာဏ်မှာလောကီစာရဟာအပြစ်လဲကင်းပြီးတော့စန္ဒယိခါလဲဖူလုံးစေတာပေါ့ဒီနေ့ခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စပြည့်ရေးကိုအခြေခံတဲ့ စီပွားရေးရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲဆိုရင်လူဆိုတာတပြည့်ပစ္စည်းတွေဥပမာမဲကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေရှိအောင်တရားလောက်ကစမ်းနဲ့ရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်မို့စမ်းနဲ့ရိတ်ခါထုတ်လို့တဲ့အလောက်ကတော့ အဲ့ဒါမှလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ရှေခေကတော့ဝိတန်ခါတို့အနာရဝေင်တို့စီးပွားလှုပ်တဲ့ဆိုတာစန္ဒရိတ်ကထုတ်တဲ့အလုပ်အယောင်းဝဲလှုပ်ဒီလှုပ်တွေကိုလှုပ်ကြတယ်သူတို့သူတို့ကိုမိခိုပြီးတော့လှုပ်တဲ့ခြေရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲတိမ့်ချီထီအောင် ရှိကြတယ်အဲ့ဒါလို့ စီပွားရေးနဲ့အတမွေးဝမ်းကြောင်းပြည့်ရဲအနာရဘိန်တထေးနဲ့ပတ်သက်ပြီးတော့ရသော်ပြားဒီဟောတာစီပွားရေးဆိုတော့ရည်ပဲချက်မျိုးမျိုးနဲ့လှုပ်ကြတာရသော်ပြားကမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးတယ်ဟုတ်ပြီစီပွားလှုပ်တာဘာအတွက်လဲရလာတဲ့စီပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီပွားလှုပ်မလဲဘယ်လိုသုံးမလဲဆိုတာကို ထိတုတ်တံမှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲတရားမြတ်တဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလဲကောင်းနောက်ဘဝလဲကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလဲချီးမွမ်းမွယ်ဖြစ်တယ် နောက်မောလည်းကောင်းရသူဒီရောက်နိုင်တယ်။ဟောအဲ့ဒီစီဘွားမျိုးခိုင်းဒီဘွားတော့ချမ်းသာပါရဲ့နောက်ဘွားမှာအပင်ငယ်ရကြသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်။တဘွားပဲကောင်းစားတယ်နောက်ဘွားမကောင်းစား။ခဏခဏရှိတာမလိတာတွေကသူစီလုပ်ငန်းနဲ့သက်မွေးတယ်၊မူရင်းစေဝါနဲ့လုံမွေးသက်မွေးတယ်။ဒီဘွားတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်။ဒီဘွားတွေပဲဖန်းစီခံရတာတို့ချုံနှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲ။ မလွမကင်းတာတွေလုံးမယ်ဆိုလို့ရှင်ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှင်စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုတွေပြဿနာတွေမကြုံမုံကြုံတယ်သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လှုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိအဲ့ဒါဒုစရိုက်အလုံးကြောင့်ချမ်းသာတာတော့မဟုတ်ဘူးအဲ့ဒီနေရာမှာမျက်စိလဲသွားတတ်တဲ့လူတွေပါ ကံကံဤကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားတာတဲ့အဲ့ဒါကိုဘုရဝဒဝိနည်းတတိထားဖို့လိုတယ်တည်တည်ချာချာဆွဲဆွဲမြင်းမြင်းမှတ်မာတောကောင်းကျချမ်းသာမှန်မြကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်မြအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကန့်ချက်ဏိယမအနေနဲ့မှတ်တာဏိယမအနေနဲ့ ဒါဖြင့်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲဒီဒုစရိုက်အလုပ်ကြောင့်ရတာလားအပေါ်အားဖြင့်ကြည့်ဒုစရိုက်အလုပ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အဆင်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုပ်တဲ့အကုသိုလ်လုပ်ဒုစရိုက်အလုပ်ကခုမှပဲစိုက်ပျိုးတော့အဆင်ရှိတော့ ူကအကျိုးမထုတ်လို့သေးဘူးရှင်ရခင်ကလုံခဲ့တဲ့ကုသကောင်းမှုဒီကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့ဒီလိုယူအောင်မှာဖြစ်တယ်အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူးအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလည်းရှိတတ်သေးတယ်နော်လိုလည်းရှိသေးတယ်အဲ့တော့နိယမရဲ့သဘောကိုတည်တည်ချာချာနားလိုက်ပါ စဉ်းစားကြည့်လေအစိတ်ဆိုတာအစိတ်ပဲအကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲအစိတ်ဟာအစိတ်တင့်သွားရင်ဒုက္ခတော့ရောက်တာပဲ။များများသိရင်အသက်ထိအောင်ဆုံးရှုံးနိုင်တယ်ပေါ့။ဒါအစိတ်ရဲ့သဘောပဲ။အကုသိုလ်ကလည်းပဲထုတ်တူပဲ။လူဆူကျူဆူကျူပြီးမှပဲအကုသိုလ်